ရှင်စုလပန်ရှိပါလေပဲရှင်စုလပန်ကတော့မြင်နေရတယ်လက်စွာပြန်ကြွလာတယ်ပေါ့ဟုတ်လားအဲ့ဒီမှာရှင်စုလပန်ကိုတရားဟောတယ်ချက်သာတဲ့ပြင်ဘက်ကအညစ်အကြေးမျိုးတွေကိုသာတင်အညစ်အကြေးမျိုးလို့မအောင်မြင်နေတဲ့တကယ်စင်စစ်သိရဲ့အတွင်းတန်တာမှာလည်းပဲစိတ်နှလုံးကိုရင်နွမ်းစေတဲ့စိတ်နှလုံးကိုပေးချန်စေတဲ့ဆွမ်းလန်းခြင်းဆိုတဲ့ညာကအညစ်အကြေးတွေရှိတယ် မကြည်လက်ချင်းဆိုတဲ့ဒေါသအမြင့်အကြီးကြီးရှိတယ်။မိုင်မဲတွေ့ဝဲခြင်းဆိုရင်မောဟအမြင့်အကြီးကြီးရှိနေတယ်။အဲ့ဒီမောဟဒေါသလောဘဆိုရင်ဒီအမြင့်အကြီးတွေကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်လို့စကားဥလေးတက်ပြီးတော့ဟောပြီးတော့ဦးဇင်းတို့ဒါသာတော့ဖို့မျက်စောပြအဲ့ဒီမှာဟောတယ်သူ့ကိုနော်။သာဂောရဇုတိနာဇာပါဏရိနုဇတိရာဂပိတအရိဝဆန္နာရဇုတိ ေတရဇံဝိပ္ပတိသောတာပိသောဝိဟရတိတိဝိကရတသာတိဝိကတရဇတကင်းသောရာဟာရှိတော်မူသောမြတ်စွာဘုရား၏သာသနေသာသနာတော်မြတ်ကြီး၌ဘိက္ခုတန်တရားဘိဟုရှုမြင်သိရှိသောရေအချင်းသူတော်ကောင်းတို့သည်အဋ္ဌိတန်တိရှိပါသော၏တေသူသူတော်ကောင်းတို့သည်မြတ်စွာဘုရား၏သာသနာတော်မြတ်ကြီးမှာသူတော်ကောင်းတွေဆိုတာရှိတယ်တဲ့ အဲ့ဒီသူတော်ကောင်းတွေဟာဘာကိုပေရှားပြီးတော့နေတယ်ဆိုတော့ရှားခတိဟူသောမြေကိုပေရှားပြီးတော့နေတယ်မြေဆိုတာဥစဉ်တို့ဟုတ်ဟုတ်လားဒီထဲမှာပြည့်ညောနေတာအိမ်မဝါသားလို့ရှင်ကျမ်းမြေပေါ်သူကတော့ပိုးလေးတွေပါလိရှိတာဆိုခဏလေးနဲ့အမှုံလေးတွေရှိဘူးလားရှိတယ်နော်ဒီခန္ဓာကိုယ်ပေါ်မှာလည်းတင်းမနေဘူးလားတင်းနေတယ်မျက်စိနဲ့တော့မမြင်ရဘူးပေါ့ပြီးတော့ဒီကခန္ဓာကိုယ်ကထွက်နေတဲ့ချွေးတွေပါတော့ရှိတော့ရင်းအပြင်နဲ့ကတ်မသွားဘူးလား တယ်အမြင်နဲ့ရှိတယ်နော်တကယ်တမ်းကတော့မြူအမြင်အကြီးပါပဲအဲ့ဒါကိုမြတ်စွာဘုရားကဘယ်ဆိုမြူဆိုသေးကားကတော့ဇာကတိမြူဆိုတာဇာကကိုပြောတာလေရေနုပါဏပဂတိမြူကိုသာလဲနတ်စဟုတ်စတိဆိုအပ်ပြီးမဟုတ်သေးပဂတိမြူတွေကိုသာမြူလို့မပြောနဲ့ဆွေလန်းရင်းဇာကဟာလည်းမြူအစ်စ်ပဲလေနော် လက်စိုးဒီတံမြူဆိုတဲ့ဤနာမည်ကတော့ရာဂတရာဂတရားရဲ့အဓိဝေစနံနာမည်ဒီဒီမြူဆိုတာတကယ်အစ်စ်မှန်ကရာဂကိုပြောတာစိတ်နှလုံးကိုပေးချန်စေတာမြင့်နှောင်းစေတာပူလောင်စေတာပေါ့ဟုတ်လားအေးအဲ့ဒီမှာရာဂကင်းတော်မူတဲ့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးမှာတန်ရာသေးကိုကြောက်ရွံ့ကြတဲ့သူတော်ကောင်းအသီးသီးတို့ဟာအဲ့ဒီရာဂဒီဟုသောမြူကိုပယ်ရှားပြီးတော့နော် ရာဂတိဥတော်မြေကိုပေရှားပြီးတော့ဝိဟာရတိသတင်းသုံးတော်ဘုရားကို၏ဆိုလိုတာကဒီကတာကနေတဲ့သဘောရှိတယ်နော်တကတိမြူအညစ်ကြီးကိုဒါနဲ့မြူအညစ်ကြီးလို့ဆိုတာမဟုတ်ဘူးတဲ့ရာဂကိုဒါနဲ့မြူအညစ်ကြီးလို့ဆိုတာမြူအညစ်ကြီးဆိုတာရာဂရဲ့နာမည်ရာဂတိဥတော်မြူအညစ်ကြီးကိုပေရှားပြီးဖြစ်တဲ့မြတ်စွာဘုရားထူလောင်ထားတဲ့ဒီအဆုံးမသာသနာတော်မြတ်ကြီးမှာသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီရာဂဆိုတဲ့အညစ်ကြီးကိုပေရှားပြီးတော့နေကြတယ်တဲ့ ဆိုလိုတာကသူတော်ကောင်းဆိုရင်ဇာကဆိုတဲ့အမည်ကြီးကိုထေရှားပြီးတော့နေတယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကဆွေလန်ရဲ့အမည်ကြီးပေါ့အဲ့ဒီမှာလဲဆိုတော့ဗျာသုံးလာတာဆိုတော့နောက်ဒုတိယကတာကတော့ဒေါသတိဟုတော့အမည်အကြီးပေါ့နော်ဒေါသောရာသောသောရဇောတိမာသပန္နရေနုဇတိရောသောသောတေတံဒီဝဇနံရဇောတိ ဘဇ္ဇောအမျိုးစုံတော်တော်သောတာပါပိတိဘဇ္ဇောပါဏာပဂတိညုဘုဒ္ဓရေနုပါဒပဂတိညုဘုဒ္ဓရေနသဟုဇတိဇောအတိမဟုတ်တိပဂတိညုဘုဒ္ဓရေမျိုးတို့မပြောနဲ့မကြည်နဲ့ချင်းမုံဒီချင်းဆက်ဆုပ်ချင်းအဲ့လိုရင်မျိုးတွေနဲ့စိတ်ကလေးမှပြင်းမှန်းနေရဆိုတဲ့အလိုမကျမှုတွေဟာတကယ်စင်စင်မျိုးအမြင့်ကြီးတွေပဲ အဲ့ဒီမြူအညီကြီးတို့ကကျင်းတော်မူတဲ့မြတ်စွာဘုရားထူတော်နဲ့သာသနာတော်မြတ်ကြီးမှာထူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒေါသသေးလို့အညီကြီးကိုပေးရှားပြီးတော့နေကြတယ်ဟုတ်လားနောက်ဒါကဒုတိယပါဒပေါ့နော်နောက်တတိယပါဒကျတော့မောဟကိုပြောတာနော်တွေ့ဝေမိုင်မမှုဒီမြူအညီကြီးဟုတ်ရလားအေး ူရိမိုင်မုံမှုကျင်းတော်မူတဲ့မြတ်စွာဘုရားထူတော်တဲ့သာသနာတော်မြတ်ကြီးမှာသူတော်ကောင်းဆိုတာသူရိမိုင်မင်းချင်းဆိုတဲ့အညစ်အကြေးကိုဖယ်ရှားပြီးတော့နေရတယ်။သင်လည်းပဲအဲ့လိုနေလို့ပြောတာပေါ့။ဟုတ်လား။အဲ့လိုပြောလိုက်တော့သူညံထဲမှာရှင်းသွားတာနော်။ဩပဂရိအညစ်အကြေးကတကယ်အညစ်အကြေးလို့ပြောဖို့ဖြစ်ပါလေ။တကယ်တမ်းညစ်ကြီးအညစ်အကြေးဖြစ်စေတာပြင်းစေတာကအယုတ်ဆိုးတွေအကြီးတန်စေတာက မကောင်းတဲ့စိတ်တွေဒါလည်းတကယ်တမ်းအကြီးတန်းရှိတယ်။ပေတရုဒီနေရာလေးမင်းတို့ဦးရင်ကချက်ပြောရင်ဒီသိလား။လူတယောက်အပေါ်ရန်ယူပိုင်းဆိုင်ရာအညစ်အကြေးတွေများနေတယ်။နော်ကြည့်လို့မကောင်းဘူးပေါ့နော်။မှန်ပါပါ။တို့တော့အဲ့ဒါလည်းကြည့်လို့မကောင်းတာတော့မကောင်းတာပေါ့ဟုတ်လား။တို့တော့အင်မတန်ယုံညံ့တဲ့စိတ်ကြီးလို့အညစ်အကြေးတွေရှိနေတာကပုံပြီးတော့အယုံဆုံးဘူးလား။ဟုတ်ပါပါ။တို့တယ်။ ဒါဒါဒါလူတွေတတိတော်ထားမိတယ်နော်စိတ်ထဲမှာတည်လဲတည်တယ်တစုံတရာသောပုဂ္ဂိုလ်ကဟာမင်းမျက်နှာကြီးပေးချမ်းနေတယ်မြင့်လိုက်တာလို့ပြောရင်ဟောနည်းနည်းတော့ခံမြင်တယ်ပေါ့ဟုတ်လားမင်းရဲ့စိတ်ကြီးကမြင့်ပတ်လိုက်တာလို့ပြောရင်တော့အများကြီးခံမြင်တယ်ဟုတ်လား အင်းရုပ်အကြီးကံနဲ့ပြောတာလေစိတ်အကြီးကံနဲ့ပြောရင်ဘုခံရမှာခံဘူးလားလူယုံမှားလို့ပြောတာရုပ်ပိုင်းဆိုင်ရာမြင်နှောတာကိုကြည့်ပြောတာလားစိတ်ပိုင်းဆိုင်ရာမြင်နှောတာကိုကြည့်ပြောတာလားဟုတ်ပြီနော်ဒါပေမဲ့လူတွေကအလေးထားတော့အဲ့လိုစိတ်ကိုအလေးထားတယ်ဒါပေမဲ့ပြုမြင်ကြတော့စိတ်ကိုသိမ့်မပြုမြင်ဘူးရုပ်ကိုပဲပြုမြင်တယ် ်မဟုတ်ရလားမဟုတ်ပါဘူးဒါဒီသာသနာကြည့်တော့ဒီရုပ်ကိုဂယုစိုက်ဘလောက်တန်ရှင်းအောင်ကြည့်ကောင်းအောင်ဂယုစိုက်ဘလောက်သာစိတ်ကိုဂယုစိုက်ကြမယ်ဆိုရင်သူတော်ဟောအစ်စ်မှဖြစ်တာကြာကုန်ဟင်ဒီမှာကြီးတေးရမှန်မှန်ကကြည့်တော့ဟင်မျက်နှာလေးကြည့်ကောင်းအောင်ဘယ်ခါတော့ပြုမြင်တော့ဟုတ်လားအဲ့လိုမျိုးစိတ်ကိုယ်သာဂယုထိုက်ပြီးတော့ပြုမြင်ရမယ်ဆိုရင်မကောင်းဘူးလားကောင်းပါဘူးကျုပ်ကိုလည်းတတ်ရှင်းအောင်လုပ်ရမှာပါပဲ ဟုတ်လားတို့တော့စိတ်ကိုတန့်ရှင်းအောင်လုပ်ဖို့ရတာပို့ပြီးတော့မလိုအပ်ဘူးလားမလိုအပ်တယ်လိုအပ်တယ်ဒါကြောင့်ဘုရားအဆူဆူလည်းဟောပါတယ်ယုံညင်နွမ်းလို့တတ္တဝါညင်နွမ်းတယ်လို့ဘုရားမဟောဘူးတဲ့စိတ်ညင်နွမ်းလို့လားတတ္တဝါညင်နွမ်းတယ်လို့ဘုရားဟောတယ်ဟုတ်လားအဲ့လိုပဲယုံတန့်ရှင်းလို့တတ္တဝါတန့်ရှင်းတယ်လို့ဘုရားမဟောဘူး စိတ်သန့်ရှင်းလို့လာတယ်တတ္တဝါသန့်ရှင်းတယ်လို့ဘုရားဟောတယ်ဟုတ်ရလားဒါကြောင့်တတိကလေးပေးတာပါဦးစင်းကနော်ရုပ်တရားတွေကိုသန့်ရှင်းဖို့ပြုတိုင်းပြုတိုင်းတကယ်တော့အဓိကကြတာကစိတ်တရားကအဓိကကြတာသူများများဆိုရင်တော့ငါဒီလူရဲ့စိတ်ဘလောက်ကောင်းလဲဆိုတာငါအင်မတန်အကဲခတ်တယ်အဲ့တော့သူများကိုအကဲခတ်တယ်လို့ငါကလည်းအကဲခတ်တဲ့နယ်ဆိုတော့စိတ်နဲ့စိတ်ကိုတန်ရှင်းမှုဖြစ်အောင်ပုံမူပြီးတော့ကြိုးစားတယ်မို့လားကြိုးစားတယ် ဆရာရတော်ဘုရားဒီမှာနေလန်းပေးနေတာဟုတ်လားဒီအငြိအကျေးမြူဆိုတာဆွေလည်းရင်ဇာကမကြည်မဲ့ခြင်းဒေါသတွေးဝေမိုင်မဲ့ခြင်းမောဟဆိုတဲ့တရားတွေပါတဲ့ဟုတ်လားအေးအဲ့ဒီလိုမြတ်စွာဘုရားကသာသနာတော်မြတ်ကြီးမှာသူတော်ကောင်းဆိုရင်ဒီတရားတွေကိုဖယ်ရှားပြီးတော့နေရမယ်လို့အဲ့ဒီလိုမျိုးလဲဟောလိုက်ရောသောကညံထက်နေတဲ့ညံတက်နေတဲ့ရှင်စုလပါတိ အဲ့ဒီသုံးခါကလည်းနာကြားပြီးရောအားရဖြစ်တရားတွေအစင်းစင်းတက်သွားတာတကိုယ်ဆွနဲ့ပြည့်စုံတဲ့ဉာဏ်သာဖြစ်တယ်နော်ဟောကာတာတကုတ်ကိုလေးလာကြီးကျက်လို့တောင်မရတဲ့ပုဂ္ဂိုလ်ဟာအခုဖြစ်မဲ့ဖြစ်တော်လည်းပဲတကိုယ်ဆွနဲ့ပြည့်စုံပြီးတော့ဉာဏ်သာဖြစ်တယ်ပြိတ္တသုံးပုံကိုလည်းဆောင်းတယ်ပဋိသမိလဉာဏ်၄ပါးပါရတာဗျသူကဟုတ်လားအဲ့တော့ကျောင်းတော်မှာသူတစ်ပါးနဲ့တော့ဘုရားမှုကြီးတဲ့တန်ဃာတို့ဒီအကုန်လုံးကဘယ်ရောက်နေပြီတော့ ရှင်ဇီဝကသမားတို့ရေချုံကဒီမှာဆုံးစားဖို့ရောက်နေပြီ။ဒါသူကဒီမှာတပါးတယ်။ဒါပေမဲ့လက်တော်ဘုရားတကူနဲ့ကြွပြီးတော့တရားဟောတော့အခုပါဖြစ်သွားပြီနော်။အင်းရဟန္တာဖြစ်သွားပြီ။အဲ့ဒီမှာဟိုမှာရှင်ဇီဝကရင်အိမ်ကိုလည်းနှပ်ပြီးတော့မျောကြည့်လိုက်ပေါ့။ဆုံးခဲ့တဲ့ကြတော့ဇီဝကကအဲ့ဒီမှာလက်တော်ဘုရားကိုဆုံးခဲ့တော့လက်တော်ဘုရားကတပိတ်တော်ကိုလက်နဲ့ပိတ်ထားတယ်။အရှင်ဘုရား